္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းလေးကိုတင်ဆက်ပေးပါမရှင် PDF တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပါအဝင် ရန်သူပတ်လည်ဝိုင်းနေတယ်လို့အကြမ်းဖက်မင်းအောင်လိုင်ကဝန်ခံပြောဆိုပါတယ်နိုင်ငံတော်မှာ MNDA စန့်ကျင်ဆန္ဒပြပွဲတွေကိုတပြိုင်တည်းတည်းပြုလုပ်ရန်အတွက်စစ်ကောင်စီကအမိန့်ထုတ်ပြန်ကရန်ကုန်မှာ MNDA ကိုဆန္ဒပြရန်အတွက်လိုင်းက60စီးကိုစစ်ကောင်စီကချော်ဆွဲပြီး CNG ဥစားပြီးဖြည့်တင်းပေးရန်အတွက် ညာရင်းချင်းစထုတ်ပြန်အကြောင်းကြားတဲ့သတင်းပါဝင်နောက်ဆုံးသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတစ်ပုဒ်ကတော့မြန်မာနိုင်ငံမှာမတရားဆင်အာဏာသိမ်းခဲ့တဲ့အကြမ်းဖက်စစ်ကောင်စီအနေနဲ့ PDF တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပါအဝင်ရန်သူပတ်လည်ဝိုင်းနေလို့အကြမ်းဖက်စစ်ကောင်စီစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကဝန်ခံပြောဆိုလိုက်ပါတယ်။အကြမ်းဖက်စစ်ကောင်စီရဲ့ဝါဒဖြန့်မီဒီယာတွေမှာထုတ်လင်းတဲ့မင်းအောင်လှိုင်ရဲ့ပြောဆိုမှုမှာအခုလိုထည့်သွင်းပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ ဂျပန်စစ်ကောင်စီကစစ်အာဏာသိမ်းမှုရဲ့အကြောင်းပြချက်ဖြစ်တယ်။မဲပသမာမှုကြောင့်အာဏာသိမ်းတာပါဆိုတဲ့အချက်ကိုထပ်သိမ်းပြီး PDF တွေကိုတိုင်းသာလက်နက်ကန်အဖွဲ့တွေကစစ်ပညာသင်ပေးခဲ့ကြပြီးရှမ်းပြည်နယ်မြောက်ပိုင်းမှာ MNDA တရနယ်လေရခိုင်ပြည်နယ်မှာ AA ကချင်ပြည်နယ်နဲ့စကိုင်းတိုင်းမှာ KIA ချင်းပြည်နယ်မှာ CNF ၊ကရင်ပြည်နယ်မှာ KNU ၊ကယားပြည်နယ်မှာ KNPB ၊ KNDF တို့ကစစ်ကောင်စီတပ်တွေကိုတိုက်ခိုက်နေတယ်လို့မင်းအောင်လှိုင်ကပြောပါရတယ်။ဒါအပြင်တရုတ်မြန်မာနယ်စပ်မှာ EAO တွေကလက်လက်ခရမ်းမိကြောက်စစ်ရုံတွေကိုတီထောင်ထားပြီးလက်လက်ခရမ်းဖောက်ခွဲရေးပစ္စည်းတွေထုတ်လုပ်နေရလို့လည်းအကြမ်းဖက်မေးအောင်လိုင်းကပြောပါရတယ်။လားတို့မြန်မာနိုင်ငံတောင်ပိုင်းမှာလည်းထိုင်းမြန်မာနယ်ဆက်လမ်းကနေတဆင်ဆက်သွယ်ရေးဆက် drone နဲ့လက်လက်ခရမ်းတွေဝင်ရောက်နေရလို့လည်းပြောပါရတယ်။အမန်ဒီရဲ့ TNL အဖွဲ့တွေတုံးနေတဲ့ drone ဘုံတွေ short tight ဒုံးတွေဟာနိပညာရအစ်စ်မြင့်တင်ပြင်ဆင်ထားတဲ့ပစ္စည်းတွေဖြစ်ပြီးစစ်ဘင်ဝါဒပြန်လဲကြီးစိုးလာနေရလို့လည်းမင်းအောင်လိုင်ကပြောပါရရှင်။ ဆက်လက်ပြီးတော့မြန်မာနိုင်ငံတွင်တော်လှန်ရေးတွေစီကိုတက်စကန်တွေမြို့တွေကိုလက်လွတ်ဆုံးရှုံးနေတဲ့စစ်ရှုံးအာဏာသိမ်းစစ်ကောင်စီကိုစစ်ကူပေးဖို့အတွက်ကျပ်ဖို့ပါတီကရုရှားနိုင်ငံကိုတောင်းဆိုနေပါတယ်။လွန်ခဲ့တဲ့9ရက်ကရုရှားနိုင်ငံမှသတင်းဌာနနဲ့ကျပ်ဖို့ဥက္ကဋ္ဌခင်ရို့မြန်မာအရေးနဲ့ပတ်သက်ပြီး တွဲဆုံမင်းမြတ်နဲ့အစီအစဉ်မှာခရင်ကအခုလိုတောင်းဆိုလိုက်တာလည်းဖြစ်ပါတယ်။မြမလက်နက်ကန်ပဋိပက္ခကိုအကျန်းဖက်မှုဖြစ်ပတ်ယူကတော်လင်းတဖွဲ့တွေကိုအကျန်းဖက်တိုက်ဖြတ်ရေးခေါင်းစဉ်နဲ့ဝင်ရောက်ကူညီဖြည့်ရှင်းပေးဖို့ကြက်ဖို့ခရင်ကရုရှားကိုတောင်းဆိုထားတာလည်းဖြစ်ပါတယ်။မြမနိုင်ငံတွဲလက်နက်ပိုင်ပဋိပက္ခကိုပြည်တွင်းနိုင်ငံရေးလို့သတ်မှတ်ခြင်းမပြုဘဲအကျန်းဖက်လုပ်ရက်ကိုသတ်မှတ်ကရုရှားအစိုးရကအကျန်းဖက်တိုက်ဖြတ်ရေးမှာပါဝင်ကူညီဆောင်ရွက်ပေးရင် ရည်မှန်းချက်အတူတူရယူနိုင်မယ်လို့ကြံ့ဖို့ခင်ကြီးကပြောပါရယ်။သမ္မတဗလာဒီမာပူတင်ဥဆောင်တဲ့ရုရှားနိုင်ငံအနေနဲ့နိုင်ငံရဲ့ဥရေရရုရှားလုံခြုံရေးတပ်ဖွဲ့တွေဟာမြန်မာနိုင်ငံမှာအကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်းတွေမှာပါဝင်နိုင်တယ်လို့လည်းခင်ကြီးကပြောဆိုခဲ့တာလည်းဖြစ်ပါရယ်။ကြံ့ဖို့ပါတီဟာစစ်တဲ့ကြောထောက်နောက်ခံပြုထားတဲ့ပါတီတစ်ခုဖြစ်ပြီးစစ်ကောင်စီရဲ့အကြမ်းဖက်ဆောင်ရွက်မှုလူမျိုးတုံးတပ်ဖြတ်မှု စစ်ရာဇဝမှုကျွလွန်နေရာတွေကိုမျက်ကွယ်ပြုတ်နေတဲ့အပြင်အပေးအမြောက်လောက်ကပူပေါင်းပါဝင်နေတာလည်းဖြစ်ပါရဲ့ရှင်မန္တလေးရဒရင်တပုတ်ကိုတက်ဆက်ပေးကြပါရယ်မန္တလေးတိုင်းစင်ကူးမြို့နယ်တွင်တရုတ်နိုင်ငံသား15ဦးကိုပြည်သူ့ကာကွယ်တပ်မတော်မန္တလေးကနေရက်ကိုပြန်ခွင့်ပြုလိုက်ပြီလို့တရားဝင်သတင်းထုတ်ပြန်ထားပါရယ်စင်ကူးမြို့တွင်တိုက်ပွဲကြားမှာပိတ်မိနေတယ်တရုတ်နိုင်ငံသား15ဦးကိုပြည်သူ့ကာကွယ်တပ်မတော်မန္တလေးက တွစ်ဆုံစစ်ဆေးပြီးတဲ့နောက်မှာသူတို့ရဲ့သဘောဆန္ဒအရနေရက်ကိုပြန်ခွင့်ပြုခဲ့တာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ဩဂတ်စ်လ၄ရက်နေ့ကတရုတ်နိုင်ငံသား15ဦးကိုမန္တလေးပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ထိန်းချုပ်နယ်မြေစောတနေရာအထိကိုလုံခြုံစွာပို့ဆောင်ပေးခဲ့လို့လည်းမန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကထုတ်ပြန်ထားပါတယ်ရှင်။ စကမ်းတန်းတပုတ်ကိုတင်ဆက်ပေးကြပါရစေ။စကမ်းတန်းရွှေဘိုကြောင်မြောင်းလမ်းပန်းမှာအကြက်ပဲစစ်ရင်တန်းနဲ့ကင်းဘုံတွေကိုနှစ်ရဲဆက်တိုက်တိုက်ခတ်ခဲ့ရမှာစစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုရှိပြီးနိုင်ရဲကနစည်းနဲ့စစ်သားမတားအလောင်းတွေကိုထည့်သွားတယ်လို့ Phoenix Wind အဖွဲ့ကတောင်းဝန်ရှိသူတို့ကပြောပြပါရစေ။ဇွန်လ30အနေနဲ့ဇွန်လ31ရက်နေ့ကရွှေဘိုကနေကြောင်မြောင်းကိုထွက်လာတဲ့အကြက်ပဲစစ်တပ်ထောက်ပို့ရင်3စီကိုလမ်းခုလက်တနေရာမှာ တော်လိုင်းတပ်ဖွဲ့တွေကမိုင်းဆွဲတိုက်ခတ်ခဲ့ရမှာ ကားတစ်စီးဟာလမ်းဘေးကိုထိုးချသွားခဲ့လို့လည်းသိရပါဗျ။ဒါအပြင်ရင်နှန်းဖြတ်တမ်းမဲ့လမ်းကြောင်းတစ်လျှောက်မှာလည်းကင်းပုံဝုတ်နေတဲ့အကြမ်းဖက်တပ်သားတွေကို တော်လန်တပ်ဖွဲ့တွေက drone နဲ့ဘုံဒီလုံး90ကျော်ကျဲချတက်ခဲ့ခဲ့ပြီးအကြမ်းဖက်တပ်သားတွေကလည်းလက်နက်ကြီးလက်နက်ငယ်နဲ့ပြန်လည်ပစ်ခတ်တက်ခဲ့ခဲ့လို့သိရပါဗျ။ရှမ်းပြည်နယ်တဲ့တဲ့တဘုတ်ကိုကြည့်အောင်ပါ။ရှမ်းပြည်နယ်ကုတ်ခိုင်မြို့ကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းကနေပေါင်900ပုံ ခုနှစ်လုံးကို၄ချိန်ကျဲချတက်ခဲ့ခဲ့တာကြောင့် ပြည်သူ9ဟာတည်ဆုံးသွားခဲ့ရပြီး၄ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့လို့ TNL ကပြောပြပါတယ်။မနေ့ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေကြောင်းကလည်းလာရောက်ဘုံကျဲတက်ခတ်ခဲ့တာကြောင့်ဒေသနေပြည်သူ9ဟာတည်ဆုံးသွားခဲ့ရပြီး၄ဦးဟာဒဏ်ရာရှိခဲ့လို့မြို့မဆေးကစိုက်ခန်းတွေပါဝင်နေ9လောက်ထက်မနည်းဟာလည်းမီးလောင်ပျက်စီးခဲ့ရလို့သိရပါတယ်။ကိုခိုင်မြို့ကအကြမ်းဖက်စစ်တပ်ရဲ့ကင်းထောက်လေရင်ပြန်ဝဲပြီးတဲ့နောက် မွန်လွယ်၃နိုင်လောက်ကနေစတင်ပြီး၄ချိန်၄ချောင်းကနေပေါင်900ပုံခုနှစ်လုံးကိုကျဲချတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲလို၄ချောင်းကနေဘုံကျဲတိုက်ခိုက်မှုကြောင့် ကုတ်ခိုင်မြို့လေလမ်းစော်ကုတ်ခိုင်မြို့မှာစင်းနဲ့မြို့အတွင်းကိုကြောက်ရောက်ပောက်ကွဲသွားခဲ့ပြီးပြည်သူ၅ဦးဟာပွဲချင်းပြီးသေဆုံးသွားခဲ့ရတာလေးဦးဟာထိခိုက်ဒဏ်ရာရှိခဲ့လို့ TNL ကပြောပြပါဗျာ။အဲလိုဘုံကြောက်ရောက်ပောက်ကွဲသွားမှုကြောင့်ပြည်သူတွေသေဆုံးသွားသလိုကုတ်ခိုင်မြို့တွေနေ၅လုံးထက်မနည်းဟာလည်းမိလောင်ပျက်စီးသွားခဲ့ပြီးမြို့မှာဈေးကစံကန်းအချို့လည်းမိလောင်သွားကာ PSL PNL ရဲ့ကုတ်ခိုင်မြို့နယ်မိသားတပ်ဖွဲ့ကအချိန်မီမိငိမ့်တက်နိုင်ခဲ့လို့လည်းသိရပါဗျာရှင်။ ဒီတစ်ခါမှာတော့စစ်ကောင်စီကဩဂတ်လ6ရက်နေ့ကနေစတင်ကမြန်မာနိုင်ငံတဝိုးလုံးမှာ MNDA ကိုစန့်ကျင်တဲ့ဆန္ဒပြပွဲတွေကိုမဘာသားတွေအမျိုးသားရေးသမားတွေနဲ့နန်းစီဒီယံဝန်ထမ်းတွေအပါအဝင်လူများကိုစုဆောင်းကာပြုလုပ်ရန်အတွက်ညွှန်ကြားချက်တရက်ကိုဒီကနေ့မှာထုတ်ပြန်လိုက်တယ်လို့သိရပါဗျ။ရန်ကုန်မှာ MNDA ကိုဆန္ဒပြရန်အတွက်လိုင်းကာ60စီးကိုစစ်ကောင်စီကချော်ဆွဲပြီး CNG ဖြစ်တင်းပေးရန်ရန်ကုန်တိုင်းစစ်ကောင်စီက ညာရင်းချင်းစာထုတ်ပြန်အကြောင်းကြားလိုက်တယ်လို့လည်းသိရပါဗျ။နိုင်ငံလုံးမှာ MNDA စန့်ကျင်ဘော်တွေကိုတိုင်းနယ်ပြည်နယ်စစ်ကောင်စီတွေနဲ့စစ်ထောက်လည်းရဲတွေဦးစီးပြီးပြည်လုံးမှာဖြစ်တယ်လို့လည်းရန်ကုန်တိုင်းစစ်ကောင်စီသတင်းအမြစ်ကပြပြပါဗျ။ဩဂတ်လ3ရက်နေ့မှာ MND ကလာရှော့ကအရှိတ်မြောက်တိုင်းစစ်တနာချုပ်ကိုတိုက်ခတ်သိမ့်ပိုက်လိုက်ပြီး တိုင်းမူဟောင်းအပါဝင်ထိတ်တန်စစ်အရာရှိကြီးတွေကိုဖမ်းဆီးလိုက်တဲ့အတွက်စစ်ကောင်စီဘက်မှာအထိနာပြီးတိုက်ခါအကြီးအကျယ်ကျလာချိန်မှာအခုလိုအခကျွေးငွေပေးကဆန္ဒပြခိုင်းတဲ့စနစ်ဟောင်းနဲ့ MND ကိုစတင်တဲ့ဆန္ဒပြပွဲတွေကိုစစ်ကောင်စီဘက်ကစစ်စင်လာတာလည်းဖြစ်ပါရဲ့ရှင်။ နိုင်ငံတကာဘက်ကသတင်းတွေကိုကြည့်အောင်ပါကျောင်းသားတွေဥဆောင်တဲ့လူလူဆန္ဒပြပွဲကိုအကြမ်းဖက်ဖြိုခွင်းပြီးတဲ့နောက်မှာဘင်္ဂလားဒေ့ဝန်ကြီးချုပ်ရှိတ်ဟာစီနာဟာမနေ့ကရဲရူးကနေနှုတ်ထွက်ပြီးနိုင်ငံအတွင်းကနေရဟတ်ရင်နဲ့ထွက်ပြေးသွားရတယ်လို့သိရပါဗျ။ဂျွန်လာအတွင်းကဆက်တင်ခဲ့တဲ့ဆန္ဒပြပွဲတွေဟာအရှိန်မြင့်လာပြီးဩဂတ်လ၄ရက်နေ့မှာတော့ဝန်ကြီးချုပ်ရှိတ်ဟာစီနာနှုတ်ထွက်ရေးဆန္ဒပြပွဲမှာအာနာပိုင်ရဲ့ဖြိုခွင်းမှုကြောင့်လူ60ကျော်ထပ်မံတည်ဆောက်သွားခဲ့ရပြီး ယာနဲ့ချီယာဒဏ်ရသွားတာလည်းဖြစ်ပါတယ်။အဲဒီလိုထက်မှန်သေဆုံးမှုကြောင့်ဆနပြမှုဟာရတရပတ်အတွင်းမှာလူပေါင်း300နီးပါးသေဆုံးသွားပြီဖြစ်တယ်လို့လည်းအယ်ဂျာဇီရာသတင်းမှာဖော်ပြထားပါတယ်။ဒါအပြင်ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရှိတ်ဟာစီနာဟာရုကနဲ့နှုတ်ထွက်ပြီးနိုင်ငံကနေထွက်ခွာသွားပြီဖြစ်တယ်လို့လည်းတက်မတော်အကြီးအကဲဗိုလ်ချုပ်ကြီးကအတည်ပြုပြောဆိုထားပါတယ်။ရှိတ်ဟာစီနာရဲ့ထွက်ခွာသွားမှုဟာ နိုင်ငံတော်မှာပြင်းထန်တဲ့ဆန္ဒပြပွဲတွေဇက်တိုက်ဖြစ်ပွားနေချိန်တွင်အခုလိုထွက်ပေါ်လာတာဖြစ်ပြီးအကြီးအကဲဗိုလ်ချုပ်ကြီးကနိုင်ငံကိုထိန်းချုပ်ထားကကြားပြတ်အစိုးရတရက်ကိုထူထောင်မယ်လို့လည်းကြေညာထားပါတယ်။ဘင်္ဂလားဒေ့ရှ်မှာဆန္ဒပြပွဲတွေဖြစ်ပေါ်လာတာဟာ1981ခုလွတ်လပ်ရေးနဲ့စစ်ပွဲကနေစစ်ပြန်သားသမီးတွေမျိုးတွေကို အစိုးရအလောက်ခန့်အရာကနေဦးစားပေးခန့်တာနဲ့အချို့မညီမျှမှုခွဲဝေပေးလို့ចောင်းသားတွေဥဆောင်ကဆန္ဒပြပွဲတွေကိုစတင်ခဲ့တာလည်းဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။နောက်ထပ်ရန်ကုန်ခေတ်တည်ရဲ့မနက်ခေတ်သတင်းတွေကိုတက်ဆက်ပေးရပါကျေးဇူးတင်ပါတယ်ရှင်ကျွန်မများပါ။